နာဗီကို တားဆီးနိုင်တဲ့သူ မရှိတော့ဘူးလားစူပါလက်ကိုအနိုင်ယူလိုက်ပြီးတဲ့နောက်မှာထိုင်းမီဒီယာတွေကမေကွန်းတစ်ခုနဲ့အတူဆောင်းပါးတွေရေးသားလာခဲ့ပါတယ်အဲ့ဒါကတော့နာဗီကိုတားဆီးနိုင်တဲ့သူမရှိတော့ဘူးလားဆိုတာပဲနာဗီဟာဝမ်ချန်ပီယံရှစ်ရဲ့ဘင်တန်ဝေတန်းမှာအကျွမ်းမဲ့မင်းမှုသူတယောက်ဖြစ်လာခဲ့ပါပြီ1172မှာနာဗီကိုစူပါလက်နဲ့ပွဲတယ်ပြီးတော့ အားလုံးကနဗီတော်ဖြင့်သွားပြီလို့ထင်ခဲ့ကြပါဗျ။ဒါပေမဲ့ဒါတွေအားလုံးလွဲမှားကြောင်းကိုနဗီကပွဲထုတ်ချိန်မှာတက်တည်ပြနိုင်ခဲ့ပါဗျ။စူပါလက်ကိုအသာစီးတွေကကြီးနဗီကထုတ်ပြသွားခဲ့တာပါ။ပွဲကြီး၃ကြီးလုံးမှာစူပါလက်အသာရတာဆိုလို့ဘာတစ်ခုမှမရှိခဲ့ပါဘူး။နဗီဟာစူပါလက်ရဲ့အချိန်ဝါကို အနှဲငယ်လက်နေတာကြောင့်သာ အလဲထိုးဆိုတာမျိုးဖြစ်မသွားခဲ့တာပါ။တကယ်က စူပါလက်နော့ဒေါင်းကျသွားပြီးချိန်မှာနဗီးသာဖိထိုးခဲ့ရင် ပွဲကအလဲထုနဲ့ပွဲပြတ်တာမျိုးတော့ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။နဗီးသာအဘပြင်းထန်လာတဲ့စူပါလက်ရဲ့ရှီကန်ချက်တွေကိုလည်းသတိကြီးကြီးထားပြီးကာကွယ်ပြသွားခဲ့ပါတယ်။ဒါကြောင့်လဲပထမတစ်ချိန်တွေ့တုန်းကလိုမျိုးစူပါလက်ကစိတ်ထင်တိုင်းလုံးမရနိုင်အောင်ဖြစ်သွားခဲ့တာပါ။ဒါပေမဲ့ One ရဲ့ CEO ချက်ထရီယာစူပါလက်နဲ့နဗီးတို့ကိုနောက်တစ်ချိန်ထပ်ပြီးပေးတွေ့လေဦးမယ်လို့ယူဆမိပါတယ်။ဘာကြောင့်လဲဆိုတော့ စူပါလက်ကဟိုက်ဒရေးရှင်းတက်စတာရှုံးပြီး ကပတ်သိမ်းခံထားသူဖြစ်လို့ပါပဲဒီလိုမှမဟုတ်ခဲ့ရင်စူပါလက်နဲ့မဟုတ်တော့ပဲရော့ထန်နဲ့ပေးတွေတာမျိုးရောဖြစ်မလာနိုင်တော့ဘူးလားလို့တွေးဆစရာ ရှိနေပါတယ်ဝိညာဉ်ပြီးထိုးလို့အဆင်ပြေမယ်ဆိုရင်ဝမ်ဟာအဲ့ဒီဘက်ကိုလည်းစဉ်းစားနေမှာပါ One Friday Fight 34ပြိုင်ပွဲကြီးမှာမွေတိုင်းစူပါဖိုက်ပွဲဖြစ်အရင်ဒီဆုံးတငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ရော့ထန်နဲ့စူပါလက်ကိုဝမ်ကပွဲဖြစ်အောင်တည်ပေးခဲ့မှုတော်ကိုမမေ့သင့်ပါဘူး သဘောတရားကိုပြောရရင်အာရိုဂန်နဲ့မာလီခန်တို့ပွဲပြမြောက်ရေးအတွက်ဝိတ်တန်းညီဖို့ကအဓိကလိုအပ်ချက်ဆိုတာမျိုး ਨੇ သဘောတရားဆင်တူနေပါတယ်။ရော့တန်ဟာကစ်ပေါက်စင်နဲ့ထိုးနိုင်တယ်လို့ငွေထိုင်းဘက်မှာလည်းဆရာကြပါတယ်။ပြောမယ်သာပြောရတာပါ။ပွဲပြမြောက်ဖို့ကတော့မလွယ်လှပါဘူး။ရော့တန်ကနာဗီရဲ့ဒုပြန်အကြောင်းကိုကောင်းကောင်းကြီးသိပါတယ်။တစ်ခါမှာနာဗာဒီရှိနေမဲ့လက်ရှိမှာနာဗာဒီကလည်းတားမစ်စီကြာရှုံးထားလို့ပြိုင်ပွဲကစားခွင့်တစ်နှစ်တောင်ပိတ်ခံထားရတာပါ။ ။နောက်ပြီးတော့လူငယ်ပြိုင်ပွဲတွေကနေ professional ပြိုင်ပွဲတွေအထိဖြတ်သန်းလာခဲ့စဉ်တစ်ချောင်းမှာချုံပွဲဆိုလို့တပွဲတည်းသာရှိခဲ့မှုပါပဲ။အဲ့ဒီတပွဲတည်းသောချုံပွဲက1ပထမဆုံးပွဲဖြစ် Super League ကိုရင်ဆိုင်ခဲ့ရတဲ့ပွဲပါပဲ။112ပြန်ပွဲကြီးပြီးဆုံးချိန်ရောက်တော့သတင်းစာရှင်းလင်းပွဲအခမ်းအနားမှာနဗီကစီးကိုချက်ထွေနဲ့စကားပြောတာရှိခဲ့တာကြောင့်အဲ့ဒီကိစ္စဟာဘာများဖြစ်လိမ့်မလဲဆိုတာကိုပြည်သက်တွေရော မီဒီယာတွေကပါစိတ်ဝင်တစားရှိနေကြပါဗျာ။ လက်ရှိမှာတော့ One Championship ရဲ့ဘင်တန်ဝိတ်တန်းမှာနဗီကတန်ဘက်ကင်းဖိုင်တာဆိုတဲ့အဆင့်ကိုရောက်လာခဲ့ပါပြီ။ဒါပေမဲ့နဗီနဲ့ပတ်သက်ရင်ဈာမှာပွဲတော်ပွဲပြတ်ခဲ့မှုတာရှိပါတယ်။အဲ့ဒါကတော့ကစ်ဘောက်ဆင်ပွဲပါပဲ။နာဗာဒီနဲ့တဲပေးတဲ့ပွဲတော့ကလည်းစူပါလက်ကလေ့ကျင့်ရေးမှာဒဏ်ရာရပြီးပွဲမထိုးတော့ပဲနှုတ်ထွက်သွားခဲ့လို့နဗီကအဲ့နေရာကိုအစားဝင်ခွင့်ရပြီးနာဗာဒီနဲ့ထိုးရမယ့်ပွဲကပွဲပြတ်တယ်လို့ဖြစ်သွားခဲ့ဥပါတယ်။ကစ်ဘောက်ဆင်ပွဲထိုးတော့အတွက်ပက်စတန်နိုနဲ့ပွဲတဲပေးတော့ကလည်း ဝိတ်ချိန်ပြီးဟိုက်ဒရိုဂျင်တက်စစ်ဆေးတဲ့အချိန်မှာပက်စတာနုံကအဆင်ပြေဖြစ်ပြီးဆေးရုံတက်ရတဲ့အထိဖြစ်သွားခဲ့လို့နဗီဟာအဲ့ဒီပွဲနဲ့လဲရွေးခဲ့ရမှုပါတယ်။လက်ရှိမှာတော့ပေါင်းစည်းကပတ်လူပွဲမှာဖြစ်ခဲ့တာကြောင့်ဖြစ်ကပတ်ပိုင်ရှင်ဖြစ်ခွင့်မရခဲ့တာကလွဲ့ရင်နဗီက1 Championship မှာဖိတ်တန်းအဆင့်ဖြစ်သွားခဲ့ပါပြီ။နဗီကိုရှေ့လာမဲ့ပွဲမှာ1ကဘယ်ဖိုက်တာနဲ့ပေးတွေ့လိမ့်မလဲဆိုတာတကယ်ကိုစိတ်ဝင်စားစရာကောင်းလာခဲ့ပြီပဲဖြစ်ပါတော့တယ်ခင်ဗျာ။